Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီနေ့ရဲ့နှစ်ကြိမ်မြောက်ကြိုက်ထီယိုခီးစဉ်ကိုသွားနေတာပါ မနေ့ကတော့၄နာရီလောက်ပြန်ကုန်ကနေစပြီးတော့ထွက်လာနေကြပါတယ်အခုကတော့39မိုင်ရဲ့ရွှေပလင်းကိုရောက်ပါပြီရွှေပလင်းမှာမနေ့စာစားရင်လည်းခဏနားပါမယ် ခေးသားရင်တော့39မှတ်ရောက်ရင်တော့ triple မှာပဲအမြင့်စားဖြစ်တယ်ပေါ့နော်ဒီကစားလို့ကောင်းတာရောမိလူစုံတာရောကြောင့်ပေါ့ဒီမှာတော့အချိန်ဆုံးကတော့ထမင်းတော့ပါထားတယ်ကစားလိုက်တဲ့ကရှင်ပလေးကစားလို့ရတယ်ဟုတ်ကဲ့ဘယ်နှပါ့အခုကတော့ဝေါ်မြို့ကိုရောက်ရှိလာပါပြီ။ စ်တောင်းတရာကိုစားပြီးတော့ဖြန်နေပါပြီအခုကတော့မွန်နုထာနေမူဒီနေကိုစားပြီးတော့ဝင်တော့မှာပေါ့နော်ဖြတ်သွားတိုင်းတရာကိုကရှူခင်ရတော့အမြဲတမ်းနှာနေတာပါပဲ ໃຈທົ່ງມືຍ໌ໃຈທີໂອລັງກວຍານີ້ຕະເສຍຍັງຫຼາຍຕອງນີ້ຍູຄືຈີປີລະລາໄລດາກິມໍສະກັນໂອຍາລາມາພີຊິတိုင်းတီယိုတောင်ပေါ်မှာတ냥နှစ်ရက်ကောင်းပါဆိုတော့လိုအပ်တဲ့ပစ္စည်းနဲ့ဝယ်စားထုတ်တွေကိုယူပြီးတော့တောင်ပေါ်တက်ဖို့အတွက်တောင်တက်ကားကိန်းမှာကားဆောင်ပါတယ် နိုဝင်ဘာ3ရက်နေ့ရသွားတာဆိုတော့ပေးရဖြစ်တဲ့အတွက်ဖျားဘူးလည်းအရင်များပါတယ်ဒါပေမဲ့ဖျားဘူးများပေမဲ့ကားကိုလည်းအများကြီးစီစဉ်မိထားတာဆိုတော့အကြာကြီးတော့စောင့်စရာမလိုခဲ့ပါဘူး ောင်တကားစပြီးတော့ထွက်ပါပြီအဲ့ချိန်တော့ကတော့တောင်အောင်မှာရာသီဥတုကကောင်းပါတယ်နေလဲရမ်းမပူးပေါ့နော်မိုးလီနေနေအုံအုံလေးနေဘုရားဘူးများတာဖြစ်တဲ့အတွက်ဘုရားဘူးတောင်တကားရရလဲတစည်းနဲ့တစည်းတော့တိတ်မကွာပါဘူးနောက်ခန်းကတော့9000ပေးရပါတယ်ရှေ့ခန်းကတော့9000ပေးရပါတယ် ဆောင်ပေးရတဲ့နေရာမှာခဏရပ်ပြီးတော့အပေါ်ကားတွေကိုဆောင်ပေးပါတယ်ကောကမ္မပါရီအဲ့ဒီလေတောင်းပန်လာလို့ရအောင်ဒီမှာနော်ဘုရားလမ်းချင်းနဲ့လူနဲ့ကြုံလို့လေးသူပါတော့များတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်အစင်းကားရရောတက်ကားရရောအရင်များတာဖြစ်တဲ့အတွက်ဂျာထဲမှာ၃ခါလောက်အစင်းကားရရင်းရက်ပြီးတော့စောင့်ပေးရပါတယ် ောင်းမာတော့ကတော့ရာသီဥတုကတားရတယ်ပေါ့နော်။နေရမ်းမပူပေမဲ့နေပွင့်ပွင့်နေနေဆိုတော့တောင်ပေါ်မှာလည်းရာသီဥတုကောင်းမယ်လို့တွေးခဲ့တာပေါ့။ဒါပေမဲ့တောင်ပေါ်တက်လာရင်လည်းရခိုင်ဒီမှာပဲညူရီဆိုင်းလာပြီးတော့မိုးဆက်လေးတွေပါ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 ။ ောင်ပေါ်ရောက်ခံနေနေလေးမိုးကလည်းပို့ပြီးတော့များလာတယ်ပေါ့နော်အဲ့ချိန်တော့မိုးကဒီဘာကြီးလဲမဝယ်မိခဲ့တာဖြစ်တဲ့အတွက်အမိုးကတော့ရွှဲနေရပါပဲ ောက်ပါပြီရှင်တောင်ပေါ်ရောက်တော့မိုးကတအားကိုသိနေပါတယ်တအားမှန်တော့ကတော့သူတို့ကမိုးကကိုတစ်ထဲ၃00နဲ့ရောက်နေပေါ့နော်အဲတုန်းကတော့သူတို့ကတောင်ပေါ်မှာစီးကြည့်နေတယ်အဲ့မှာအောက်မှာတစ်ခါလေးဝဲသွားပေါ့အဲတုန်းကတော့မိုးမရွာတော့ဘူးအထင်နဲ့အောက်မှာမိုးဝင်လာခဲကြတာအပေါ်ရောက်တော့တစ်ထဲ၅00နဲ့ဝင်လိုက်ရပါတယ်ဒီယောပြာကိုဒီယောပြာကိုမင်းနဲ့ပူတင်နေ ော့ငါပြန်ပေးမယ်နော်။အလေးသုံးတော့သုံးတော့မရဘူးဘယ်ကြမ်းတန်းကတော့ဒီမြက်ကလေးတွေကိုရှင်းပါလားဒီတစ်ခါကတော့ရိုးရိုးလေးနှင်မတည်ဖြစ်ပါတယ်ဟိုတယ်မှာအထုပ်ဒီပိုင်းချပြီးရောဖះရင်ဝေးပြဖို့အတွက်ကိုရင်မြေမောသွားကြတဲ့အခါမှာမူရီအရန်သေးနေပါတယ် ဖျားဘူးအရင်မြတော့မိုးပါရီတောင်မှလုံလုံလောက်ဝယ်လို့မရခဲ့ပါဘူးအဲ့တော့ထီးတစ်ချောင်းနဲ့ရှောက်သွားနေတယ်ကျမရဲ့ပုံမှာ ့ရသည်ပြည့်ရလဲဖြစ်တဲ့အတွက်ရူးရူးလေးမှာ6ရောက်ခန်းကိုလေးသိမ့်ပေးရပါတယ်။ဒါတော့အခန်းကနေထွက်လိုက်ရင်မြင်ရတဲ့ view ပါ။ view ဆိုပေမဲ့လည်းအနေအမိုးတွေရောလီတွေရောခြာနေတော့ဘာမှမမြင်ရပါဘူး။မိုးပြန်တိမ်သွားတော့ဖခင်အေးစီရှိကိုဝေပြူကိုအတွက်ကိုဖခင်ရင်မင်းတော်ဘောကိုပြန်ပြီးတော့တက်လာကြပါတယ်။ ရေဒီယိုပြအပေါ်မှာမတူတင်ရဲ့ပြိုင်ပွဲကိုကျင်းပနေတာတွေ့ခဲ့တော့တေချာလေးနဲ့လေးလာဖြစ်ခဲ့ပါတယ် မတူးတင်ငန်းကသူကကထိန်ကာလာမှာပေါ့နော်စက္ကန့်လှူရန်ရတဲ့ကာလာတာနာပြီသူကတရက်သေးအတနေ့ရဲ့အာယုံမတက်မီအပီစီရလုံလှူရန်ရတဲ့တင်ငန်းဖြစ်တယ်ဒါတော့သူကနေမကူပြန်မကူပဲနဲ့တရက်သေးအပီလောက်ကလှူရန်ရတဲ့တင်ငန်းဖြစ်တဲ့အတွက်ကြောင့်သူ့ကိုမတူးတင်ငန်းလို့ခေါ်ပါတယ်တင်တင်ရှားရှားပြိုင်ပွဲဆိုရင်တော့ရန်ကုန်မြို့မှာရှိတဲ့ရွှေရကုန်းစည်တီတော်မှာအဲတစားမောလာပြီးနေ့ရောက်တိုင်းမှာမတိုးတင်ငန်းရဲ့ပြိုင်ပွဲတွေကိုကျင်းပလာခဲ့တ ယ်ပေါ့နော်အဲအဲ့လိုပဲဘုဒ္ဓထောင်စီရီတော်ကပိုင်းစီရီတော်တွေမှာလည်းအဲပြီးတော့အနေနဲ့ရဲ့ရဲ့မှာရှိရဲ့ဘုရားစီရီတွေမှာလည်းမတိုးတင်ငယ်ရဲ့ပြိုင်ပွဲကိုကလူပူဇော်ကြရလို့သိရပါတယ်ရကန်းရက်တဲ့သူတွေကသူတို့တညာလုံးရကန်းခတ်ကြပြီးတော့အဲပြင်းနာမှာပြိုင်ပွဲကိုအားပေးပံ့ပိုးကြရင်းနဲ့ပြန်အဲရက်ကြရတယ်ပေါ့နော်ပြိုင်ပွဲစားရာနေတော့ရက်တဲ့အမျိုးသမီးတွေကအာယုံတက်တဲ့အချိန်ထိသင်္ကန်းများသင်္ကန်းတွေကိုရက်ကြတယ် ရပ်ပြီးတော့အမြန်ဆုံးပြည့်ရဲ့အတင်းကအနိုင်ရရှိတယ်လို့သိခဲ့ရပါတယ်။ပြန်ပွဲပြီးဆုံးတဲ့အခါမှာလည်းအတင်းတွေကိုစုဝေးပြီးပြီးတော့ရှင်းမြင်ကြရတယ်လည်းရှိပါတယ်။ မသွန်းတင်ငယ်ရတာကိုလေးလာပြီးပြီဆိုတော့ညစာစားဖို့အတွက်ကိုဈေးရန်ဒီဘက်ကိုဆင်းလာခဲ့ပါတယ်အခုကတော့ရွှေလက်ရအောင်ဆိုင်ဆိုတဲ့ ဆိုင်မှာထိုင်ပြပါရဲ့ SI ကမတိတာတော့လို့မျိုးအတုပ်တွေတော်တော်ကောင်းပါရဲ့ရောင်းရတော့စားကြည့်ပါဒီနေ့ကတော့နိုဝင်ဘာ၄ရက်နေ့ပါ ီမနက်မှာတော့ဖះဆွန်တော်ကံမဲ့ပြီးတော့ပန်းကတ်လူဘုအတွက်ကိုရင်ပြတော်ဘုကိုလာကြပါတယ်။ကံကောင်းစွာနဲ့ဒီမနက်တော့မိုးမရသေးပါဘူး။ ယူယူလီဟိုတယ်မှာ check out လုပ်ရတယ်မွေးငါ security ကကျွေးနေတာပြရတယ်ဝင်စားခဲ့ကြပါသေးတယ်။မရှိဆိုရင်နေရတော့ကိုကတော့တောင်းအောင်ပြန်ဆင်ပါတော့မယ်။မိုးကတော့တစ်ဖြောင်းနှစ်ဖြောင်းရွာနေတော့မှပဲညကလည်းမိုးတက်ကြီးမကြီးရွာတော့တော်တော်ကြီးတော့အေးပါတယ် တောင်းဆင်းဖို့အတွက်ကားကြီးကိုပြင်ရလာပါပြီ။တောင်းတက်တော့လူပဲပေါ့နော်။ကားကြီးကအရင်အများကြီးထည့်ပေးထားတာဖြစ်တဲ့အတွက်အချာကြီးဆောင်စရာတော့မတိုးခဲ့ပါဘူး။ É, foi. ဆန္ဒရှင်ကြိုက်တီယိုဖျားဘူးဖြစ်နေတယ်เนาะဒီမှာပဲပြီးဆုံးပါပြီ။နောက်ထပ်ခီးသွားတဲ့ plot တွေနဲ့ပေါ့ပေါ့ပါပါ plot တွေကိုချစ်ချင်တယ်ပေါ့။ဒါကိုလည်းဆက်ပြီးတော့ပါတော့။ကျေးဇူးပါ။